This is Radio Free Asia. The following program is in Burmese. တော်တဲ့ရှင်များမင်္ဂလာပါရှင်။လွတ်လပ်တဲ့အာရှအသံ RFA ရဲ့အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါရှင်။တော်တဲ့ရှင်များရှင်။ ဒီနေ့တင်ဆက်မဲ့စီစဉ်တွေထဲမှာတော့တော်လေးလာလာချင်းတန်းပြီးတော့ပြစ်တယ်နောက်၃ချိန်ဝဲတာဗျပေါင်250ဘုံလို့ယူဆရတယ်ဘုံစီတစ်ချိန်ကျဲရင်ဘုံစီနှလုံးနှစ်ချိန်ကျဲတယ်နောက်ရော့ကတ်တွေနဲ့ပြစ်တယ်ဗျမန္တလေးတိုင်းစကိုင်းတိုင်းကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာစစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုတွေကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးရတဲ့အခြေအနေတွေအကြောင်းကိုကြားရမှာပါ ဒါအပြင်လဲကိုကန့်တက်မတော် MNDAA ထိမ့်ချုပ်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီလက်ထဲကိုပြန်လဲလွှဲပြောင်းဖို့စီစဉ်နေတဲ့အကြောင်းကိုလည်းနှာစင်ရဖို့ရှိပါတယ်။အခုအရင်ဆုံးသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ မင်းကြီး Francis ဟာ April 22ရက်နေ့မနက်9:35မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း Vatican နန်းတော်ကထုတ်ပြန်ပါတယ်။အသက်88နှစ်ရှိပြီဖြစ်တဲ့ပုံရံမင်းကြီးဟာနာတာရှိအဆုတ်ယောဂါကိုခံစားခဲ့ရပြီးငယ်စဉ်ကတည်းကအဆုတ်တစ်စိတ်တစ်ပိုင်းဖယ်ရှားခဲ့ရသူဖြစ်ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာအဆုတ်ရောင်ယောဂါကြောင့်ဆေးရုံမှာ38ရက်ကြာဆေးကုသခဲ့ရပါတယ်။ ဆေးရုံကဆင်းလာပြီးတဲ့နောက်ဧပြီလ20ရက်နေ့တနင်္ဂနွေနေ့ကပုံရဟမင်းကြီးဟာဗာတီကန်မှာရှိတဲ့စိန့်ပီတာရင်မြစ်မှာဝိပုကိုးကွယ်သူထောင်ပေါင်းများစွာကို Happy Easter ဆုတောင်းပေးခဲ့ပါတယ်။ပုံရဟမင်းကြီးဟာ2018ခုနှစ်နိုဝင်ဘာလတုန်းကမြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့ပူပါတယ်ရှင်။ စကိုင်းတိုင်းကဲ့မလူမျိုးနဲ့တင်တော်ရွာကိုဧပြီလ20ရက်နေ့ညနေ6နာရီဝန်းကျင်ကဘုံကျဲတိုက်ခိုက်ခံရပြီးမိသားစုဝင်6ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကပေါင်900ဘုံသီးနှလုံးကျဲချခဲ့တာလို့ဆိုပါရယ်နောက်ထပ်မျိုးသား2ဦးလည်းထဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် စကိုင်းတိုင်းမြို့မျိုးနယ်ကန်တော်ကျေးရွာအနီးစစ်ဘေးရှောင်စခန်းကိုလည်းဧပြီလ19ရက်နေ့မနက်7:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်2ဦးနဲ့စစ်ဘေးဒုက္ခသည်3ဦးသေဆုံးပြီးနောက်ထပ်အရက်သား8ဦးဒဏ်ရာရခဲ့ပါတယ်။ အလားတူပဲမွန်ပြည်နယ်ပြီးလင်းမြို့နယ်မင်းစောရွာဖုန်ကြီးကျောင်းမှာဧပြီလ16ရက်နေ့မနက်7:00နာရီဝန်းကျင်ကတန်ဃာတော်တွေကိုဆုံးကတ်လှူဒန်းနေချိန်ဘုံကျဲတိုက်ခိုက်ခံရပြီးကိုရင်တပားပါဝင်3ဦးသေဆုံးခဲ့တယ်လို့တရင်မျိုးသားစီယုံ KNU ကသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့ပြည်သူတွေအပေါ်အကြမ်းဖက်ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေးစွမ်းကုံတာဝန်ယူဆောင်ရွက်သွားမယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကဧပြီလ22ရက်နေ့ကထုတ်ပြန်ပါတယ် မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကျကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကဧပြီလ18ရက်နေ့ကလေရင်နှင်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်လာသားရွယ်ကလေးငယ်တဦးပါဝင်ရပ်သားပြည်သူ12ဦးသေဆုံးခဲ့ပြီးများစွာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ပြည်သူတရလုံးဒန်းသူညီမရေးငင်းချမ်းရေးနဲ့တရားမျှတမှုရှိရေးအတွက်စစ်အုပ်စုကျူးလွန်မှုတွေကိုအေးအေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ကမော်ဖာသူစစ်ကောင်စီဗျူဟာကုန်းကိုဧပြီလ19ရက်နေ့ကကရင်မျိုးသားလူမျိုးရေးတပ် KNL ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU နဲ့နှိစက်တဲ့စီရေးရင်းမြစ်က RFA ကိုပြောပါရယ်ဒီဗျူဟာကုန်းကို KNL နဲ့ကရင်မျိုးသားကာကွယ်ရေးအဖွဲ့ KNDO ပူးပေါင်းတပ်တွေကဧပြီလ18ရက်နေ့ကစတင်တိုက်ခတ်ခဲ့ပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းကနေအပြင်းထန်တိုက်ခတ်ခဲ့တယ်လို့ဆိုပါရယ် ဒီတိုက်ပွဲတွေကြောင့်ဒေသခံ250နီးပါးထိုင်းနိုင်ငံတက်ခရိုင်ဘက်ကိုထွက်ပြေးသွားခဲ့ကြတယ်လို့ထိုင်းသတင်း The Nation ကဖော်ပြပါဗျ။ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းထိခီဒေသတွေကစစ်ကောင်စီထိထဗျူဟာစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးပူးပေါင်းဖွဲ့တွေကဧပြီလ19ရက်နေ့မှာတင်ပိုက်ခဲ့ပြီးစစ်ဗျူဟာမှုကိုလည်းအသေးဖမ်းမိခဲ့ပါဗျ။ ဒီစခန်းကို KNL ပူပေါင်းတပ်တွေကလွန်ခဲ့တဲ့သတင်းပတ်ထဲကတိုက်ခိုက်နေတာဖြစ်ပြီးဗျူဟာမှုကိုလက်နက်ချဖို့ကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့လက်နက်မချခဲ့တဲ့အကြောင်းစီရေးသတင်းကြီးမြစ်က RFA ကိုပြောပါရရှင်။ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်စခန်းတစ်ခုကိုမြန်မာစစ်တပ်ကဧပြီ21ရက်နေ့မှာဘုံးဆယ်လုံးကန့်ကျဲချတိုက်ခတ်ခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြပါဗျ။တိုက်ပွဲတွေကထိုင်းနဲ့ဇက်နဲ့နီးကပ်လာနေတယ်လို့ဆိုပါတယ်။ တနင်္သာရီတိုင်းဒဝဲဒေသထီခီကျေးရွာနီးမှာစစ်ကောင်စီရဲ့ဝိုင်းထွက်လေရင်ပြန်တန်းလာတာကိုမြင်တွေ့ခဲ့ရပြီး ပောက်ကွဲတဲ့ဆက်ချက်ခန့်ကြားခဲ့ရတယ်လို့လည်းဆိုပါရယ်။ဒါပြင် MI 18ရဟယင်3စင်းလဲအဲ့ဒီဒေသမှာတွေ့ရပြီးစစ်ကောင်စီတပ်သား60ခန့်ရဟယင်ကနေဆင်းလာတာတွေ့ခဲ့ရတယ်လို့ဆိုပါရယ်။ ိုက်ပွဲတွေပြင်းထန်လာပွဲရှိပြီးနေဆက်နီးမှာဘုံမကျဲဖို့ထိုင်းဘက်ကိုကြော်လွန်ကြတာမျိုး မဖြစ်စေဖို့မြန်မာဘက်ကိုတတိပေးထားတယ်လို့သတင်းကဖော်ပြပါဗျ။ငလျင်ပေကူညီကစရေးအတွက်နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတန်ချိန်3900ကျော်ရောက်ရှိလာပြီလို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကဧပြီလ20ရက်နေ့ကပြောဆိုပါရယ်နိုင်ငံပေါင်း25နိုင်ငံကလေရင်145ခေါက်တရုတ်နိုင်ငံကကား23စီး အိန္ဒိယနိုင်ငံကတင်ဘော၅စီးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတင်ဘော၃စီးတို့ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ထောက်ပံ့ပစ္စည်းတန်ချိန်2500ကျော်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1200နီးပါးပါဝင်တယ်လို့ဆိုပါတယ်။တဲ့င်းတွေကိုတင်ပြခဲ့တာပါရှင်။ အာဆီယံဥက္ကဋ္ဌအင်နွာအီဘရာဟင်ကမြန်မာစစ်ကောင်းဆောင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ပြီးအပြစ်ခတ်ရစဲရေးဂရီကဝတ်တွေရရှိခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခီးစဉ်အပီး၃ရက်အတွင်းမှာစစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အရက်သား55ဦးသေဆုံးပြီးနောက်ထပ်60ဒဏ်ရာရခဲ့ပါတယ်။အပြစ်အဆုံကိုကိုဆိုင်ဝနကတင်ပြပေးပါမယ်ရှင်။ အာဆီယံဥက္ကဋ္ဌနဲ့စစ်ကောင်းဆောင်တို့ဧပြီ18ရက်ထိုင်းနိုင်ငံဘန်ကောက်မြို့တွစ်ဆုံပွဲမှာတိုက်ခိုက်မှုတွေရပ်ဆဲထားဖို့ဆွံ့နွေခဲ့ကြပြီမဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကတော့ရပ်တန့်မသွားပါဘူးအဲ့ဒီတွစ်ဆုံပွဲပြီးဧပြီ18ရက်ကနေဧပြီ20ရက်ထိ3ရက်တွင်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရပ်သား55ယောက်သေဆုံးပြီးနောက်ထပ်60ဒဏ်ရာရခဲ့ပါတယ်သေဆုံးသူတွေထဲကလေးငယ်တွေမျိုးသမီးတွေနဲ့စပေးဒုက္ခသည်တွေလည်းပါဝင်ပါတယ်သခိုင်းတိုင်းမြင်းမှုမြို့နယ်ကန်တော်ရွာနီး စပယ်ဒုက္ခတဲ့စခန်းဟာဧပြီ16ရက်နေ့မှာဘုံကျဲတိုက်ခိုက်ခံရတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ AB 16ရက်နေ့အဲ17နာရီ40ဝန်းကျင်အချိန်ကမှာပေါ့ဗျာ။သူလင်းလာလာခြင်းတန်းပြီးတော့ပြစ်တယ်။နောက်3ချိန်ဝဲလာဗျာ။ပေါင်250ဘုံလို့ယူဆရတဲ့ဘုံဒီနှလုံး၊တစ်ချိန်ကျရင်ဘုံဒီနှလုံး၊နှစ်ချိန်ကျဲတယ်။နောက်ရော့ကတ်တွေနဲ့ပြစ်တယ်ဗျာ။အဲ့မှာတောထဲမှာစပယ်ရှောင်းနေတဲ့ပြည်သူတွေထိကြိုက်တယ်။ဧပြီ20ရက်မှာကမ်ပလူမြို့နယ်တင်တော်ရွာကကုံစုံဆိုင်လဲ ဘုံကျဲတိုက်ခိုက်ခံရရပြီးမိသားစုဝင်ရှောက်ရောက်တေဆုံးသွားတယ်လို့ဒေသခံတယောက်က RFP ကိုပြောပါတယ်။ပေါင်300ဘုံနှလုံးနဲ့ပြည်တဲ့မနေ့ကညနေ6:40လောက်ပေါ့နော်။ဒေါ်မူချုံကုံစုံဆိုင်ကိုထိမှန်တာအဲ့ဒီမိသားစုတေသွားတာကြားသုံးမှသုံးမန္တလေးတိုင်းစင်ကူးမြို့နယ်ကြည်တော့ပေါ့ရွာလဲဧပြီ17ရက်မှာဘုံကျဲတိုက်ခိုက်ခံရရပါတယ်။ဒီတိုက်ခိုက်မှုတွင်ရက်သားရှောက်ရောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတယောက်က RFP ကိုပြောပါတယ်။ ပေါင်900ကျဲသွားတယ်။ဇာတင်ကျောင်းဆောင်မှာအဆောင်သေးပါဝင်အဆောင်သုံးတော့ပျက်စီးသွားတယ်။ဒီသူကဂျာလီမန်နဲ့ထိတယ်။တပ်ရွယ်ကတော့လူလက်ပိုင်းတွေပါ။ထိခိုက်တံရတော့မပြင်းထန်ပါဘူး။၃ရက်တွင်ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုအများဆုံးကမန်လေးတိုင်းဖြစ်ပြီး38ယောက်သေဆုံးပြီး41ယောက်ဒဏ်ရာရခဲ့ပါတယ်။ဒီပြင်မွန်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာလည်းရတားထိခိုက်တိုက်စုံမှုတွေရှိခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသလိုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို အရဖေကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံပြေဆိုတာမရှိပါဘူး။နိုင်ငံရေးလေလာသုံးသက်သူဒေါက်တာလကျော်ဇော်ကတော့စစ်ကောင်စီဟာအာဏာတည်မြဲဖို့အတွက်ဘုံကျဲတိုက်ခိုက်နေတာလို့ဝေဖန်ပါတယ်။ဟိုစစ်တပ်မှာရေကျက်တစ်ခုပဲရှိတယ်ဗျ။အဲ့ဒါသူတို့အုပ်စိုးမှုကိုသက်ဆိုးရှည်ရေးပဲ။အဲ့ဒီအတွက်ဘာလို့ညာညာဘာရေးလောက်လောက်လုံးမှာပဲ။ဒါကိုကျမတို့မြင်နေဖို့လိုတယ်နော်။အဲ့တော့သူအပြစ်ရဆေးပြောတယ်မရဘူး။ အဲ့တော့ဘာလို့ရမလဲကျမတို့ကိုလုတ်ဆရာရှိတာကိုလုတ်ယုံမယ်စစ်တပ်ကိုမယုံကိုယုံလို့မရဘူးမြို့သားညညရေးဆိုရ NUG လူခွင့်ရေးဝန်ကြီးဌာနကလည်းစစ်ကောင်စီရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်စူးစမ်းနေတယ်လို့ April 20ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီက April 2ရက်ကနေ April 22ရက်ထိငလင်ဘေးကွန်ကြီးကယ်ဆယ်ရေးကိုအာရုံစိုက်လှုပ်ဆောင်ဖို့ယာယီပြစ်ခတ်ရက်စဲမယ်လို့ကြေညာခဲ့ပါတယ်ဒီပြင်ပြစ်ခတ်ရက်စဲရေးကိုတက်တန်းတိုးဖို့ကိုလည်း ဘန်ကောက်တွစ်ဆုံဆွေးနွေးပွဲမှာစစ်ကောင်စီဥက္ကရာကကြေညာပြုခဲ့တယ်လို့အာဆီယံလက်ကျဥက္ကရာမလေးရှားဝန်ကြီးချုပ်အန်နွာအီဘရာဟင်ကပြောဆိုထားပါတယ်ခင်ဗျာစစ်ကောင်စီတပ်ရဲ့လေးချောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတွေထိခိုက်ဒေဆုံးရတာနဲ့ပတ်သက်ပြီးကိုဆိုင်ဝဏတင်ပြခဲ့တာပါရှင်ကိုကန့်တက်မရော MNDAA ရှစ်လကြာထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုံမြို့ကိုဧပြီလ22ရက်နေ့မှာစစ်ကောင်စီလက်ထက်ကို ပြန်လည်လွှဲပြောင်းဖို့ MNDAA ကစီစဉ်နေပါတယ်။ ကျမကပဲဆက်ပြီးတော့တင်ပြပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကနေ MNDAA ကိုကန့်တက်တွေဧပြီလ22ရက်နေ့အပြီးသက်ဆုတ်ခွာနေပြီးစစ်ကောင်စီထံဧပြီလ22ရက်နေ့မှာအလွှဲပြောင်းလုပ်ဖို့စီစဉ်နေကြတယ်လို့လာရှုမြို့ကန်တွေက RFA ကိုပြောပါတယ်။လွှဲပြောင်းဖို့အတွက်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရအထူးကိုယ်စားလှယ် Mr. တိန့်ရှီကျွန်းကိုတိုင်လာရှုမြို့ကိုရောက်ရှိနေပြီးဂျားဝင်ဆောင်ရွက်နေတာလို့လုံခြုံရေးရမြေမဖော်လို့တဲ့လာရှုမြို့ကန်တအူက RFA ကိုပြောပါတယ်။ သူတို့သတ်မှတ်ထားတာဒီနောက်ဆုံးပေါ့နော်မနေ့ကတော့အင်ရှင်ကျပါပဲလို့ဆိုတော့ဒီဝင်းတို့ဦးတာတို့အန်မြို့ချေပတ်ချီတွေ့လို့ရဟိုကကတ်တရမနေ့ကတော့ဆက်သွားကြပြီးတော့လောလောဆယ်ဟိုဂျုံပြီးတာပေါ့နော်ပေါ့ဆက်ဝင်ရုံးနေပါတယ်ပမာလောက်တယ်အပီတွေဒီကနေ့တော့အရင်ပါပြီပဲအရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံနဲ့တုံးရတဲ့ပြည်စီရင်ကားပုံစံမျိုးပြီးချက်တွေရှင်ပြီးတော့ဝင်လာတယ် ဒီနေ့ကတော့ဒီကိုကန် NLD ဖွဲ့ရအပြီးပေါ့နော်သူဟိုအခြေချနိုင်နေတယ်ဒီကောင်ကတော့နောက်ပါလာကွာသုံးမိုင်ဒီမိုင်တာဝန်ကျင်းပါပါလားဧပြီ27ရက်နေ့ဒီနေ့မှာလာရှုံမြို့ပေါ်မှာလွှင့်ထူထားတဲ့ကိုကန်တက် MNDAA ရဲ့အလံတွေကိုပါဖြုတ်သိမ်းနေပြီလို့လဲဒေသခံတွေကပြောပါတယ်မစ္စတာတိန့်ရှီကျွန်းဟာဧပြီလ18ရက်နေ့တရုတ်နိုင်ငံအလံနဲ့ပြစ်ခတ်ရဆက်မှုစောင့်ကြည့်ရေးအဖွဲ့ဆိုပြီးစာတမ်းတွေကတ်ထားတဲ့မော်တော်ယာဉ်တွေနဲ့အတူရောက်ရှိလာတာလို့ဒေသခံတွေကပြောပါရယ် ူဟာဧပြီလ22ရက်နေ့အထိလာရှုမြို့မှာရှိနေဦးမယ်လို့လည်းဆိုပါတယ်။လာရှုမြို့မှာစစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေနဲ့ကိုကန့်တပ်ဘက်ကတာဝန်ရှိသူတွေပါရှိနေပြီးမစ္စတာတိတ်ရှိကျွန်းပါဝင်တဲ့အကြိုညှိနှိုင်းမှုတွေလှုပ်ဆောင်နေတာရှိပြီးအသေးစိတ်ကိုတော့မသိရဘူးလို့လာရှုမြို့ကန်တွေကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တရုတ်နိုင်ငံဘက်ကတစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးတယ်လို့ရန်ကုန်မြို့အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကို RFA ကအီးမေးလ်ကနေဆက်သွယ်မေးမြန်းထားပေမဲ့လည်းအကြောင်းမပြန်ပါဘူးတရုတ်အစိုးရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့ကိုကန့်တက်မရော MNDAA နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံကုမင်းမြို့မှာပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကစလို့အပြစ်ခတ်ရစဲရေးသဘောတူညီခဲ့ကြတာလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုခဲ့တာပါ အပြစ်ခတ်ရစဲပြီး၃လခန့်အကြာမှာလာရှုမျိုးကနေ MNDAA တပ်တွေဆုတ်ခွာပြီးစစ်ကောင်စီအုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်မဲ့အစီအစဉ်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒေသခံတွေကတော့မကြာခင်စစ်ကောင်စီလက်အောက်ရောက်ရှိတော့မဲ့အခြေအနေကိုစိုးရိမ်နေကြတယ်လို့လုံခြုံရေးအရမြေမဖော်လို့တဲ့လာရှုမျိုးကန်တူက RFA ကိုပြောပါတယ်။ ခုပြန်ဝင်လာတဲ့ပုဂ္ဂိုလ်ကဘလို့ပုံစံနဲ့ပြန်ဝင်လာမယ်ပြည်သူကိုနှိပ်စက်မှလာပြည်သူကိုညှဉ်းပန်းမှလာဆိုတာလဲဘာမှထားမပြတော့ဆိုရင်စိတ်ဆိုလဲဆိုရင်စိတ်တစ်ခုနဲ့ပဲယက်တည်နေရတာပေါ့အဓိကအကျတော့သူတို့ပြန်ဝင်ရင်ဒီမှာရှိတဲ့ကလေးငယ်တွေကိုဖြစ်သားလာကောက်မှလာအိုးနိုင်နိုင်ငံရေးပါညာအဲ့လိုမျိုးအမျိုးမျိုးနဲ့လှုပ်ထားတဲ့လူတွေပဲလာဆွဲမှလား အရင်ပုံစံအတိုင်းပဲကုန်းညစ်ပြီးသွားမှလာပေါ့ဒီလိုပုံစံမျိုးလေးတွေကိုတော့တွေးမိတယ်တိတ်အောင်လာတော့စစ်ကောင်စီနဲ့ညှိရတဲ့ပုံကိုယ်တွေတော့ရှောင်တာပေါ့ကျန်တဲ့လူကတော့ဒီတိုင်းပဲရှိတာပဲစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိရာလာရှုံမြို့ကိုကိုကန့်တက်မတော် MNDAA က2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကအပြစ်သက်တင်ပိုက်ခဲ့တာဖြစ်ပြီးသူတို့ရဲ့အုတ်ချုပ်ရေးရန်နေရာနဲ့လက်ပတ်ခဲ့တာပါ ခုတော့စစ်ကောင်စီလက်ထဲကိုလွှဲပြောင်းတော့မှာဖြစ်ပေမဲ့ MNDAA ကပူးတွဲအုပ်ချုပ်ခွင့်ရှိနေဦးမှာဖြစ်လို့အခြေအနေတွေကိုစောင့်ကြည့်ရအောင်မယ်လို့တရုတ်နိုင်ငံအခြေစိုက်မြမအရေးလေးလာတုံးသက်သူထောက်တာလှကျော်စောကပြောပါတယ်ကျမတို့တော်လိုင်းရေးဘက်ကကြည့်တော့ကိုကတလောက်အသက်သွေးချွေးတွေနဲ့ပေးထားတဲ့ဟာကြီးကိုပြန်ပေးလိုက်ရတာရင်နာစရာပေါ့ဒါပေမဲ့ကျမတို့ကတစုံတရာပူးတွဲအုပ်ချုပ်ခွင့်ရတယ်နောက်တစ်ခါကုံတွေရေးတွေပြန်ဖွဲ့မယ်ဆိုအဲ့ဒီဒေသပြည်သူလူထုအဲတတ်တာချောင်းပြမှာပေါ့ဗျာ အဲ့ဒီဘက်ကကြည့်တော့လေအကောင်းကြီးရှိတယ်အဲ့တော့ကျမတို့နည်းနည်းစောင့်ကြည့်ဖို့တော့လိုပဲတရုတ်ကခြေလမ်းကတော့အဲသူကဖွံ့ဖြိုးတိုးတက်မှုရှိရင်စစ်မဲ့ရေးရတယ်ကြွားနိုင်တယ်လို့သူကတွက်တယ်နော်ဒါကြောင့်မလို့သူကဖွံ့ဖြိုးတိုးတက်ရေးလမ်းကိုအတင်းလိုက်ဝါနဲ့မိုင်းလာဒေတာတွေမှာလည်းအရင်ကမြန်မာစစ်တပ်ကပါပူးတွဲအုပ်ချုပ်တာ ရှိနေခဲ့ပေမဲ့နောက်ပိုင်းမှာဆုတ်ခွာသွားတာကြောင့်စောင့်ကြည့်ဖို့လိုအောင်မယ်လို့လည်းဒေါက်တာလှကျော်စိုးကပြောပါတယ်ဒေတာကန်တွေကတော့ မြို့နယ်သုံးမိုင်ကျော်ကအကွာမှာ MNDAA တပ်တွေဆက်ပြီးရှိနေုံမှာဖြစ်တယ်လို့ပြောဆိုကြပါတယ်။ကိုကန်တက် MNDAA ဟာ10 20ဆစ်စင်ရေးမှာလာရှိုးပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ကိုမြို့ကိုတင်ပိုက်ခဲ့တာဖြစ်ပါတယ်ရှင်။ဒီစစ်စင်နဲ့ပဲလွတ်လပ်တဲ့အာရှအသံ RFA ရဲ့အသံရွှေ့ချက်တွေကိုလည်းရနာခွင့်ပြုပါရှင်။ RFA ကိုနားဆင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တော်တဲ့ရှင်တွေအားလုံးဘေးရန်ကင်းပြီးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။